speaking total စေဖို့အတွက်မဖြစ်မနေလေ့လာထားရမယ် speaking pattern စေကိုကျွန်တော်ဒီနေ့ရှင်းပြခြင်းပါရနော်ဟုတ်ပြီအတူတူလေ့လာကြအောင်နံပါတ်1ကဘာလဲဆိုရင် i am not really into သူ့ရဲ့နောက်က na သို့မဟုတ် for ing လိုက်တယ်နော်အဲအဓိပ္ပာယ်ကငါတကယ်ကိုစိတ်မဝင်စားဘူးစိတ်မပါဘူးအဲ့လိုအဓိပ္ပာယ်မျိုး now ကိုစိတ်မဝင်စားဘူးပေါ့ဥပမာ i am not really into sports nga agzao de ge simwin zao alo de be myo i'm not really into sports i'm not really into driving come on rao ala nga de ge simwin zao alo de be myo no i'm not really into hobby naw at jaro i'm looking forward to tu ye de be ga song myo ra lo de be I'm looking forward to ဆိုရင်ကစောင့်မျှော်နေတယ်။သူ့ရဲ့နောက်ကလည်းအဲ့လိုပဲ now သူမဟုတ် verb ing လိုက်တယ်။ look forward to နောက်က now လိုက်တယ်နော်။ base form verb 0မလိုက်ဘူး now လိုက်ရတယ်နော်။တော်တော်များများမှားတယ်လို့ I'm looking forward to meeting you. အမင်းနဲ့တွေ့ဖို့စောင့်မျှော်နေတယ်။ I'm looking forward to summer vacation. ညီရည်ဟလား ားလည်းခီးထွက်မဲ့ဟာကိုငါစောင့်မျှော်နေတယ်အဲ့လိုအဓိပ္ပာယ်မျိုး I'm looking forward to ဟုတ်ပြီနောက်တစ်ခုကပါလဲဆိုရင် do you mind do you mind if i အဓိပ္ပာယ်ကတခုခုလုံးရင်မင်းစိတ်ရှိမလားစိတ်ဆိုးမလားအဲ့လိုအဓိပ္ပာယ်မျိုး do you mind အဓိပ္ပာယ်ကဥပမာ do you mind if i sit here ဒီမှာငါထိုင်မယ်ဆိုရင်မင်းစိတ်ဆိုးမလားအကြရင် तू ကဒီမင်းကထူးဆန်းတယ် အဲသူ့ကိုထိုင်စေချင်တယ်ဆိုရင်အဲစိတ်မဆိုးပါဘူးမင်းထိုင်လို့ရတယ်ဆိုရင် no no you can sit here အဲ့လိုဖြေလို့ရတယ်နော်အဲ do you mind if i smoke here အဒီနားလေးမှာဆလိုက်တော့ရင်မင်းစိတ်ဆိုးမလားကိုကသူ့ကိုမတောက်စေချင်ဘူးဆိုရင်စိတ်ဆိုးတယ်ဆိုရင် yes i do mind အဲ့လိုဖြေပြရတယ်အဲဒီမိကုန်းနဲ့မင်းဖြေတဲ့ခါကျရင်တတိထားပြရမယ်နော်ဟုတ်ပြီနောက်တစ်ခုကပါလဲဆိုရင် I can't help but find you သူ့ရဲ့အထိပ္ပယ်က မလုံဖဲမနေနိုင်အဲ့လိုအဓိပ္ပာယ်မျိုးတခုခုကိုမလုံဖဲမနေနိုင်ဥပမာငါမရီပဲမနေနိုင်ဘူးအဲ့ဆိုရင် I can't help loving ငါမရီပဲမနေနိုင်ဘူးအဲ့လိုအဓိပ္ပာယ်မျိုးနော်ဟုတ်ပြီဟုတ်ပြီနောက်ဖတ်တဲ့တစ်ခုကပါလဲဆိုရင် I don't feel like လုံချင်စိတ်မရှိဘူးလို့ပြောချင်တာဥပမာ I don't feel like studying today ီနေ့ငါစာချက်ချင်စိတ်မရှိဘူးအဲ့လိုမျိုးတခုခုလုံးချင်စိတ်မရှိဘူးအဲ့လိုမျိုးအတိတ်ပဲမျိုးပြောချင်တယ်ဆိုရင် I don't feel like profiling ကြီးတော့မဟုတ်နော်ဟုတ်ပြီနောက်ဖတ်တဲ့တစ်ခုကပါလဲဆိုရင် I am used to ဒီနံပါတ်6နဲ့နံပါတ်9ကမှားတတ်တယ်နော်တေချာလေးနားထောင်ပြီမယ်နော် I am used to ရဲ့အတိတ်ပဲတခုခုကိုအသားကြတာအသားကြနေပြီ အဲ့လိုအိဗယ်မျိုးသူ့ရဲ့နောက်ကလည်း now the modify ကြီးလိုက်တယ်ဥပမာ i'm used to eating thai food ငါထိုင်းအစားအစာတွေစားရတာအသားကျနေပြီ i'm used to living in yangon ငါရန်ကုန်မှာနေရတာအသားကျနေပြီ i'm used to the hot weather ငါပူတဲ့ရာသီဥတုနဲ့အသားကျနေပြီ အဲ့လိုမျိုးတခုခုအသားကျနေပြီဆိုရင် I am used to သူ့ရဲ့နောက်က find တို့မဟုတ်နောင်းလိုက်တယ်နော်ဒီမှာ verb to be ပါတယ်နော်ဒီမှာကျတော့မပါဘူး verb to be အမင်းစာမပါဘူး I used to ဒီမှာကျတော့ verb find တို့မဟုတ်နောင်းလိုက်တယ်ဒီမှာကျတော့ verb 0 base form လိုက်တယ်နော် base form သူကကျတော့အဓိပ္ပာယ်ကအရင်ကလှုပ်ဖူးတာကိုပြောတာအရင်ကလှုပ်ဖူးတယ်ဆိုရင် I used to baseball i used to wake up early in the morning အရင်ကမနေ့စောစောထားလေးရှိတယ်အခုတော့မထားဘူးအဲ့လိုအိဗယ်မျိုး i used to wake up early in the morning အရင်ကမနေ့မနေ့စောစောအဲ့ရထားလေးရှိတယ်ဒီရန်လောက်ခုတာကိုပြောတာအဲ့ဆိုရင်တော့ i used to base base verb နော် baseball တခုခုလောက်ဖို့စဉ်းစားနေတယ်ဆိုရင်တော့ i'm thinking about my finances ဥပမာ i'm thinking about moving abroad နိုင်ငံခြားကိုပြောင်းဖို့စဉ်းစားနေတယ် လိုမျိုးပေါ့တခုခုလောက်ဖို့စဉ်းစားနေတာအဲ့ဆိုရင် i'm thinking about a find နောက်တစ်ခုကျ let me verb 0ဟလာ base base verb ကိုပြောနော် a cs မပါမှုဥပမာ let me see let me help let me help you ငါမျိုးကိုကြီးပြရစီအဲ့လိုမျိုးပြောနော်တခုခုလောက်ပြရစီပေါ့နော်ပါရစီ အဲ့လိုအသေးပဲမျိုးတခုလုံးပြရစေ that sounds ကြားရတာသူရဲ့နောက်ကဘာလိုက်လဲဆိုရင် adjective ကြားရတာစိတ်ဝင်စားစရာကောင်းတယ် that sounds interesting ကြားရစိတ်ဝင်စားစရာကောင်းတယ် that sounds nice ကြားရတာမိုက်တယ်ပေါ့နော်အဲ့လိုမျိုးပေါ့နော်အဲ့ဆိုရင်ဒီ parent say ကိုနားလဲပြီးလို့ထင်ပါရဲ့နော်ဟုတ်ပြီအဲ့ဆိုရင်နေ့စဉ်ဒီ parent say ကိုအစားထိုးပြီးတော့နောက်ထပ်စကားပြောဝါကြတယ်အများကြီးပွားပြီးတော့ရေးလို့ရရယ်နော်အဲဒီနေ့ အရန်သုံးလို့ခေါင်းတဲ့ speaking pattern လေးတစ်ခုလေ့လာကြအောင်နော် is kind of like သူ့ရဲ့နောက်က phrase like တယ်နော်အဓိပ္ပာယ်ကဓမ္မလိုအဓိပ္ပာယ်ကအဲဘယ်လိုပုံစံမျိုးလဲဆိုတော့ဆိုပြီးတော့ဥပမာပေးတာပါနော်ဟုတ်ပြီပို့ပြီးရှင်းသွားအောင်နမူနာလေးတွေကြည့်ကြအောင် living abroad နိုင်ငံခြားမှာနေပါနိုင်ငံခြားမှာနေခြင်းအဲအဲ့ဒါကိုသူစဉ်းစားကြည့်လိုက်တော့သူဥပမာပေး is kind of like starting a new life from scratch from scratch, so God, from the very, very beginning, uh, from the very beginning. လုံးဝအစပေါ့နော် from the very beginning နိုင်ငံသားမှနေပါဟလာအဲနိုင်ငံသားမှနေတာက is kind of like starting a new life from scratch ဘဝအစ်ကိုလုံးဝအစနေစသလိုပဲဘာတော့မကြိုက်ဘူး အဲတချို့အဲ့လိုပြောရလေအဲ living broad အဲ့ဒါကိုဒီ egg ဒီ egg က living broad ကို pronoun သုံးထားတာပေါ့အဲ့ဆိုရင် living abroad is kind of like starting a new life from scratch နိုင်ငံသားမှနေခြင်းကဘွားကိုအစအနေပြန်ဘွားအစ်တစ်ခုအစအနေပြန်စရတယ်လို့ပဲအဲ့လိုပြောချင်တာနော် online dating ဟုတ်လား online dating is kind of like is kind of like shopping for love. Online dating is kind of like shopping for love. အချစ်တော့ shopping ထွက်နေရတယ်လို့လည်း online dating ဆိုတာအဲ့လိုမျိုးပေါ့နော်တင်စားပြီးနမူနာပေးပြီးပြောတာအဲ့လိုမျိုးဆိုရင် is kind of like ပတ်တန်လေးကိုသုံးလို့ကောင်းတယ်နော် learning english အင်္ဂလိပ်စာလေ့လာတာ is kind of like training your brain to think differently ဘသူကွဲပြားဆိုတာစဉ်းစားဖို့အတွက်ကိုယ့်ရဲ့အုံနောက်ကို train လုပ်ပေးနေရတယ်လို့ပဲဘာသာစကားသင်တယ်ဆိုတာအဲ့လိုမျိုးပြောချင်တာ learning english is kind of kind of like training your brain to think differently နားလည်မှုထင်ပါရဲ့နော်ဟုတ်ပြီအဲ့ဆိုရင်ဒီ is kind of like ကိုသုံးပြီးတော့နောက်ထပ်နမူနာဝါကျလေးတွေ comment မှာရေးကြည့်ပါအောင်နော်အဲ့ဒီနေ့လောက်ပါ that's all for today thanks for watching bye bye